ဘုံကျဲနေတာလေးတောင်မှခုံးမှမဟာရဲပဲတစ်ဖဲနှစ်ဖဲလေးတွေတွားထိုင်လူရာဝင်စတိုင်ထုတ်ဒီတမိတမောင်တော့ NG ဝင်ဝင်ရဘလို့လဲ2014ဝင်ရဘလို့လဲဆို482ဘီလီယံဒါလည်းဒီပတ်စံကိုလောတာလူတက်လက်နဲ့ဖြစ်ကုန်တယ်လူအသက်တွေတည်ချီကုန်တယ်ပြီးတော့ NUG လူကြီးပိုင်းတွေအိတ်ဖောက်ကုန်တယ်အထက်သူကြီးတွေပြန်သွားတော့ဒေါ်မြအေးကိုအုတ်ကြီးဖိုးတုတ်အဖွဲဝင်ဦးစံဦးကငွေကျပ်သိန်းတွေအားပေးတယ် ်ဒီအမှုကိုပိတ်ပေးပါမဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါရဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားโอเคပျော်ရွှင်ជីနူးခွန်အားဖြစ်เสียရုပ်တံလေးနဲ့အစဖွင့်မရသေးဗျညောမင်းမမရှိတာရှင်းရှင်းငါ့အုပ်ပဲဒါယူတာ ယောမင်းမနမကြီးလားရှင်းရှင်းငါ့ကိုပဲရန်ဤသွားယောမင်းမဘာကြီးလားရှင်းဟောဘယ်ရန်ဤသွားယောမင်းမမကြီးလားရှင်းဟောဘယ်ရန်ဤသွားအာဟိနဲ့ဖြည်းဖြည်းလုပ်ကြပါဒါတော့အလွန်အပတန်မှချစ်ရပါတော့ကျွန်တော်တို့ရဲ့ညီနောင်လေးတွေရဲ့ခွန်အားဖြစ်เสียစိတ်သက်စစ်စင်ရေးပေါ့ဗျာ နော်မိသားစုတွေလို့တလုံးတခဲတဲ့ဖြစ်အောင်လို့ဒါတင် जा ပေးတဲ့သဘောမျိုးဒီနောက်ဒါခွန်အားဖြစ်စေမဲ့ရုပ်တန့်လေးမင်းတို့မလာလို့ငါတို့ကိုယ်တိုင်လာနေပြီဒီတီလုံးကြီးကြားရင်ကိုရင်ထဲမှာလှိုင်းလှိုင်းလှိုင်းနဲ့နေအောင်နော်ဆောက်ရမ်းမိုက်ကိုလင်းလင်း โอเคညီနောင်လေးလာနေပြီအသေးကျုံတော့မယ်ဒီဗီဒီယိုလေးကတော့ခွေးတောင်စားကျွန်ဘောဟိပြောထားတယ်အုတ်ကြီးတွေအောက်ခြေပါပေါ်တာဆွဲလူတွေရောင်းစားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတနုမျိုးမျိုးကပါအကိုတဲ့အေယာဝတီတိုင်းတနုမျိုးမျိုး73ရက်ကောက်ကအုတ်ကြီးဖိုးတို့ကိုကြိုကြိုဦးတော်တော်မှရိုင်းနေပါလေတဲ့အကုန်လုံးမင်းရဲ့ပိုင်းကတော်များအေးရဲ့သားဂျပန်ကြီးကိုဖြိုးကိုကူဟိုအုတ်ကြီးတို့အုတ်ကြီးဖိုးတို့ကငါနဲ့ခဏလိုက်တဲ့ဆိုပြီးခေါ်သွားတယ်တဲ့ စိမှုဒန်းရံနဲ့စိမှုဒန်းရံနေတိုးရွာကလူအခက်ခဲဖြစ်နေတဲ့အတွက်အုံကြီးဖို့တုံးနဲ့အဖွဲ့ဝင်များကအဲတစ်ဦးဆောင်းနှစ်ကလားရှက်ပြီးသုံးကလားတည်းအောင်ဟာကလားအသေးကလားရီပြာလေးကိုခင်ဝေတို့ကဓနုမြို့မျိုးထွေအောင်ရုံးကိုရုံးကဒေါ်တိုးတိုးနဲ့ပေါင်းပြီးဒေါ်များအေးရတာဂျပန်ကြီးကိုဖြိုးကိုကိုနဲ့ဖြိုးကိုကိုကိုတဲ့နှဲကျိုးရွာကိုစစ်မှုထမ်းရန်ငွေချက်သိမ်း 80နဲ့ရောင်းစားခဲ့ပါလေ။ကဲ။ကာယကံချင်းထောများအေးကိုပြောပြတာကတော့73ရက်ကမဲပေါလို့စိတ်မှုထားလိုက်ရတယ်လို့အုတ်ကြီးဖို့တို့ကလေးလေးပြောဆိုခဲ့ပါလေ။ကြားရနော်။အနေသားတွေကလောက်စုပ်ပြတ်တယ်။ထောများအေးကတားစောနဲ့လိုက်လံစုံစမ်းတဲ့အခါနေတိုးရွာကိုတူသားကိုရောင်းစားတာကိုတီးတော့တနုမြူမျိုးထွေးအောင်ရုံးကိုသွားရောက်တန်ကြားခဲ့တယ်။ထွေးအောင်ရုံးကတာဝန်ယူမှုမရှိပဲ ။အုတ်ကြီးဖိုးတုံးနဲ့ရှင်းဆိုပြီးခေါင်းဆောင်ခဲ့ပါလေ။ဒေါ်မြအေးကမတရားခံရတာမကျေတတ်လို့မအူဝေခရံရုံးကိုသွားရောက်တိုင်ကြခဲ့ပါလေ။ခရံရုံးကလာရောက်စစ်ဆေးခဲ့ပါလေ။အထက်လူကြီးတွေပြန်သွားတော့ဒေါ်မြအေးကိုအုတ်ကြီးဖိုးတုံးအဖွဲ့ဝင်တစ်ဖြစ်တဲ့ဦးစန်းဦးကငွေကျက်သိန်းတရာပေးတယ်။ဒီအမှုကိုပိတ်ပေးပါ။ကြေအေးပေးဖို့ဖီအားဝိုင်းပေးနေကြတယ်ကိုဖုံးနဲ့။တော့အဲ့ဒါအမှန်နေတော့အဲ့ဒါစစ်မှုထမ်းတာလည်းတော်တော်ဆိုးတယ်။ အဲဖိုးတုတ်အကြောင်းပြန်လာမယ်ဖိုးတုတ်အကြောင်းမယ်တော့ချောက်ပြောမယ်လားနေဖိုးတုတ်သတိထားနေကျန်တဲ့သတိနောက်မှာပြောမယ်อืมယောဘုံမြာကြီးရဲ့အတက်က90ပြင်ရှိပါတယ်တဲ့မဟုတ်ဆိုးမှာပါတဲ့တားနေအောင်ရှိပါတယ်တဲ့တားကြီးကောင်ကသူ့ဝနသူ့ဝါသနာနဲ့စစ်တပ်ထဲဝင်ခဲ့တာ23နှစ်ရှိပါပြီတဲ့ဟမ်ခြေတန်းမှာကြာလာတော့7နှစ်လောက်ရှိပြီတဲ့ဂျပန်ကြီးကတားငယ်ကောင်ပါတဲ့တားပြီးနေရောက်တဲ့နေရတာအကိုတဲ့ဘုံမြာကြီးကရက်ွက်ထဲမှာအနှိတ်အငင်း လိုက်လှုပ်စားရတဲ့အခွားကြီးပါတဲ့ဟဲ့နေရတာတော့ကျူးကျော်လေးမှအိမ်သေးသေးလေးနဲ့နေရတဲ့တားမိပါတဲ့စင်းရလို့ဥပဒေမရှိလှုပ်စားနေတဲ့တနုပြုမျိုးထွေအုပ်ယုံကဒေါ်တိုးတိုးနဲ့အုပ်ကြီးဖိုးတုတ်တို့အဖွဲ့ဝင်တွေအဖွဲ့တွေကိုတဲ့ကြားတဲ့အတိုင်းပဲနော်တားအကြီးကစစ်တပ်ထဲမှာလုံနေတာ24နှစ်ရှိပြီအဲ့ဒါတောင်မိဘဖြစ်သူက အဝက်လျှော်စားရတယ်ကျူးကျော်မှာနေရတယ် လောက်ဆိုတိပေါ့ဗျာခင်ဗျားတို့စက်တက်ထဲမှာလူတက်တန်းရဲ့သုံးပုံတပုံလောက်နေထိုင်အတူတောင်မှဘာအကျိုးခံစား권မှမရှိဘူးကြံတဲ့သူတွေဆိုပြောမနေနဲ့နှစ်20ကျော်လှုပ်လာတဲ့သူတောင်မှအကျိုးခံစား권မရှိဘူးအဲကျွန်ပေါ်ဟောင်းမင်းအမင်းဘလောက်ကြီးပဲအော်အော်ဖီးကြီးပဲပြင်အောင်အော်နေအော်နေဘသူမှကြည့်မဆိုင်ဘူးအောက်ခြေမှာဒီတိုင်းအကျက်ပြက်ခြာစားလျှက်ပဲဥပဒေရရေးယူပေးပါရန်လို့ โอเคတက်ွက်ထဲမှာလည်းတိန်အောင်ကိုစစ်မှုတန်းအသက်ပြည့်သူတယောက်ရှိဟမ်5000တိန်အောင်မှာ2ယောက်ရှိတသိအဲ့ဒါပဲအချင်းပြချာစားတဲ့အကောင်ကြီးကြီးစိုးနေမှာတော့ကျွန်တော်တို့ဘဝတွေဘလို့မှအေးချမ်းနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ဒီစနက်ဆိုးဒီအချင်းစိုးတွေကဖြုတ်ချမအောင်ပျောက်ကွယ်မှာဗျာဒီဗီဒီယိုတွေကတော့ဘိုးတော်စောရဲ့မအားလာတူတယောစာကပြားလေးတော့အိမ်သားအင်းချမ်းအောင်လုပ်နေတဲ့ကောင်တွေက ဥဆောင်ကျင်းပတဲ့ရုပ်ပြငင်းချမ်းရေးဆွေနွေးပွဲတနိုင်ငံလုံးပွားစာတကျဲဘုံကျဲနေတာလေးတောင်မှ တခွန်းမှမဟာရဲပဲတစ်ဖဲနှစ်ဖဲလေးတွေသွားထိုင်လူယာဝင် စတိုင်ထုတ်အညီအပုတ်ကိုဝိုင်းအောင်ခဲရင်မဲကြီးများဝဲနေကြသည်ဒါဘိုးတော်စော်ရဲ့ကြပြားလေးပေါ့နော်တနိုင်ငံလုံးစုတ်ပြတ်တက် ဘလောက်ပဲတက်ဖြတ်နေပါစေအယိုးအရင်လောက်ကိုက်ရမလားဆိုပြီးတော့เนาะခေါင်းတမောမောနဲ့အကောင်တွေကတက်တက်ကိုရှိသေးတာဗျအဲ့လိုလူတွေကကျွန်တော်တို့အတွက်အဓိကတရခန့်နေပဲဒီသတင်းဗီဒီယိုလေးကတော့ရွှေတကုံစည်ဒီအနီးအနားမှာဒရုန်းပြန်တမ်းမှုဒါဘောမတွေတုံလှုပ် ထောက်ထားနေတာရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့အိစားလေးကိုတက်ဆက်ပေးချင်ပါရွှေကုန်းစီတော်မှာဖြစ်ပွားခဲ့တာဖြစ်ပါရှင့်ရွှေကုန်းစီတော်ရဲ့စိန်ဘူးတော်အထက်ဝင်းကျင်မှာမနေ့ကစနေမေလ၄ရက်နေ့ကပေါ့နော်ဒရုန်းတစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်ဒါကြောင့်ဒရုန်းကန်းနဲ့တားဆီးရန်ဂျိုးကန်းဂျိုးကန်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါတုံးဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင့်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးရရှိရပြီးတော့ဒီဒရုန်းမောင်းနေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရဆိုပြီးသတင်းရရှိပါရှင့် ကျွန်တော်မိသားစုဒီသတင်းလေးနဲ့ပတ်သက်ပြီးဘလို့ထင်လဲဒါအပျော်စီး drone လားကျွန်တော် local UG တရပဲတမင်တက်တက်ဒီကောင်လေးစိတ်ချောက်ချောင်းလုံးလိုက်တာလားဒါစဉ်းစားရတော့ဖြစ်ကုန်ပြီဒီသတင်းဗီဒီယိုလေးကတော့ခွေတောင်သားကျုံမျိုးမင်း NUG ကိုမနာလိုဖြစ်နေတာ NUG ရဲ့တနက်စဝင်းငွေကိုဒီကောင်လေးကြားပြီးတော့တုံလှုပ်ခြောက်ချားနေတာဟဲ့ဖြုတ်မှာတေးကြပဲစောင့်ကြည့်နေမင်းတို့ဘလောက်ပဲလော်လော်မင်းတို့ဘလောက်ပဲဝါရာမိုင်းတိုက်တိုက်မင်းတို့ဘလောက်ပဲသွေးထိုးသွေးထိုးငါတို့တွေကပန်းနေရတခုတည်းပဲ ဒီ energy အုပ်စုရဲ့ဒါလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတစ်ခုရှိတယ်။အဲ့ဒါဒီသူတို့ energy ကဒီတစ်နှစ်ပေါ့2024ခုနှစ်တစ်နှစ်အတွင်းမှာအဲ့ဟုတ်ပြီ။တော်တော်ပတ်ဝန်းကျင်ဆိုသူတို့သူတို့ရဲ့ဝင်ငွေပေါ့ဗျာလွယ်ပြောတာဝင်ငွေပေါ့ဝင်ငွေကားတဲ့ဒီတစ်နှစ်တုန်းကတော့ energy ဝင်ငွေရတာဘယ်လောက်ရ2024ဝင်ငွေရဘယ်လောက်ရဆို482ဘီလီယံချက်482ဘီလီယံနဲ့ရွှေ16.6လေးပိတ်တာ18ပိတ်တာပေါ့ဗျာ။ ဒီတစ်နှစ်တည်းမှာနော်တို့ထိ ंछ ုပ်ထားတဲ့နေမြေကနေပြီးတော့တို့ထိ ंछ ုပ်ထားတဲ့နေမြေတွေကနေပြီးတော့တို့ရရှိတဲ့ငွေနော်လေလံကြီးတို့ဒဏ်ကြီးငွေတို့ဘာလို့ကြတော့ကောက်တာတဲ့ချက်450နှစ်ပြီးရင်ကျွန်တော်နည်းနည်းဖြတ်ပြောအောင်မယ်ကျွန်တော်တို့ဒါတစ်နှစ်ပဲနော်ဒါတော့အလုံးစုံထိ ंछ ုပ်ထားတာမဟုတ်ဘူးနော်ဒီကောင်တွေအနှစ်ပေါင်း80ကျော်ထိ ंछ ုပ်ပြီးတော့နိုင်ငံရဲ့အသံဇာတတွေကိုမဖြစ်ဖြစ်တလို့နီးနေလုံနေတာကြတော့ နော်ငွေအမောက်ဗျာစဉ်းစားကြည့်ကျွန်တော်မိသားစုတွေရေတွက်လို့တော့မရဘူးကျွန်တော်တို့တနေ့ဒါတော့အလုံးစုံနေရာတိုင်းကိုထိန်းချုပ်ထားတာမဟုတ်ဘူးနည်းနည်းလေးပဲထိန်းချုပ်ရသေးတယ်အခွန်ငွေအလောက်ရတယ်ဆိုတော့သူတို့ရဲ့အခွန်ငွေသူတို့ရဲ့ချမ်းသာကြော်ရောင်းမှုကိုစဉ်းစားကြည့်ကျွန်တော်စဉ်းစားလို့တော့မနိုင်ဘူးဗျာငွေအမောက်ကနင်တို့ဘီလီယံ900လေးပါနော်ချက်ဘီလီယံ900လေးပါဟွန်းရွှေရဲ့18ပိတ်တာဆိုတော့ ပြန်တွေးကြည့်ရင်ခုငလျင်အတွက်နိုင်ငံတော်က၃မယ်ဆိုရယ်ပတ်စံကဘီလီယံ900မှာပြောနေတယ်ဘီလီယံဘယ်လောက်ရှိလဲ100တောင်200လောက်ရှိသေးတယ်200တောင်လောက်ရှိသေးတယ်ဘီလီယံ100လောက်ရှိသေးတယ်ဆိုတော့ဒီတနစ်ဒီမှာဒီကောင်တွေရတဲ့ပတ်စံအဲ့လောက်ရအဲ့ဒီ94000ရဲ့တို့စစ်ပွဲတွေပြန်တော့ရတယ်တို့ရောပြောတာတကယ်တော့မသိဘူးနော်ဒါတော့ဒီလိုဖြုတ်မှလည်းဘုရားကသိဘူးနော်ဆိုတော့မိခုနိုင်တော့ဘုရားဘယ်ဘုရားမသိဘူးလို့ပြောတယ်ကျွန်တော်တို့ပြောတယ်ဘုရားတော့သိတယ် ။ဟုတ်ဆိုတော့ဒီ492ဘီလီယံရွှေ18ပိတ်သားလောက်သူတို့ရတယ်။သူတို့ထိတိပြန်နေနေချင်းချင်းလေးကိုတော့တော်တော်လေးလာလောက်လေး။ဒီကောင်ကြီးဘလိုတော်ပတ်စံလိမ့်ပတ်ပြီးရှာတတ်လေလို့မသိတော်တော်ရှာတတ်ပုံလား။တော်တော်စနာဘောင်းအဲ့ပစံတွေကတော်တော်လေးသူရတာလေဒီပစံတွေကိုလောတာလူတက်လက်နဲ့တစ်ဖြစ်ကုန်တယ်။လူအသက်တွေတည်ချီကုန်တယ်။ပြီးတော့အန်ယူဂျီလူကြီးပိုင်းတွေအိတ်ဖောက်ကုန်တယ်။ဆိုအဲ့လိုတော့ပြရတော့ဒီလိုရတဲ့ပတ်စံတွေကဒီလောက်များတယ်ဆိုတော့နိုင်ငံတော်အနေနဲ့ကဒီနတ်ဆက်ကအစိုးရအနေနဲ့ကဒီလက်နက်တွေဒီငွေဒီလောက်ရတဲ့ငွေတွေနဲ့ဒီပြည်သူလူထုရဲ့ရင်ဝါတွေပြန်ပစ်တယ် ဒီလျားတဲ့ပတ်သက်တဲ့ပတ်စံနေတဲ့ပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်နေတာကိုဒီပြည်သူလူထုရဲ့ရင်ဝါကိုပြစ်ခတ်မှာမဟုတ်ဘူးမင်းတို့အကောင့်တွေရဲ့ရင်ဝါကိုပြစ်ခတ်မှာပြည်သူလူထုရဲ့ရင်ဝါကိုပြစ်ခတ်နေတာဘသူတွေလဲဆိုတာလေခွေးသားတွေကွာပြောရဆိုရလဲအကုတ္တအများပါတယ် ဘာပဲဖြစ်ဖြစ်ဗျာခိုးခိုးဖို့ဖို့မြေပြင်ကို90ရာခိုင်နှုန်းပဲရောက်ရောက်30ရာခိုင်နှုန်းပဲရောက်ရောက်ကျွန်တော်တို့ကျင်တတ်တယ်ဗျာဘသူမှဘာမှမသိတယ်တို့ရဲ့ဗိုလ်ချုပ်တွေချမ်းသာသွားတာနဲ့စရင်ကျွန်တော်တို့လက်ခံနိုင်တယ်โอเคကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းဆက်ဘေးစောက်ပုဘေးတဘာဝဘေးတွေကနေကင်းလွတ်ပြီးတော့အရင်လိုလွတ်လပ်ငြိမ်းချမ်းတဲ့ဘဝတွေကိုကျွန်တော်တို့အတူတူသွားကြမယ်ဗျာ